။သူများတွေအကုန်လုံးဆော့နေချိန်မှာကျွန်တော်ကမဆော့ရတဲ့ခါကျတော့ကျူရှင်ကိုရောင်းနဲ့ရှို့ပါတယ်။ဘာပဲဖြစ်ဖြစ်စာလုံးချင်တဲ့တကယ်ရင်တအုပ်စုရှိတယ်။ကဘာပြည့်ရင်တော့စာလုံးမယ်ဆိုတဲ့တအုပ်စုရှိတယ်။သူတို့လည်းကြီးများတဲ့အတွက်ကြောင့်မို့လို့သူတို့လွယ်ထဲကိုဗျာဦးတွေထည့်ပါတယ်ဖောက်ပါတယ်။သူတို့လည်းနောက်ကနေပေတီးတွေနဲ့ပေါက်ပါတယ်။နောက်နေ့လည်းကြောက်ရောအရှိုးဝထင်းအောင်ရိုက်ခံရတယ်။အဲ့ဒါလေးတွေကတော့အဲငယ်ဘဝမှာတော့ပြန်မရနိုင်တဲ့အမှတ်တရရိုးသားတော်ဝန်ခံရရင်ကိုဖောက်လိုက်လို့လန့်သွားရင်ပျော်တယ်။ဒီနေ့ဒီချိန်ဒီကိုစားလိုက်လို့သူများလန့်ပြီးငိုရင်ပျော်တာဆိုတော့လေ ဒါမဲ့လည်းတက်နိုင်တယ်လို့ရှော့ပါတယ်မကောင်းဘူးလေတကယ်မှားတာဟုတ်အဲကျွန်တော်မှာတရင်ကျောအမတ်တရားဆိုလို့ရှိရင်တော့ဟိုခလေးဘွားပဲပြန်ပြောရမှာပါเนาะကျွန်တော်ငငယ်ရဆိုရင်အဲ့လိုမျိုးမီရှူမီပန်းတွေဖောက်တယ်အဲ့လိုငရဲမီလာတို့တောက်လိုက်လေဘွားဘွားကနေအဲ့ဒါလေးစော့တယ် အဲပြီးတော့ကျွန်တော်ဆယ်တန်းရပီတာနှစ်မှာအရင်တော့လည်းကျွန်တော်ဖြေခဲ့ပူပါတယ်ဒါပေမဲ့လည်းဟိုတရင်ကျွတ်နာနေပြီဆိုတော့ဒါလေးတွေအမှတ်တရဖြစ်လာလို့ပြန်ဖြေဝင်ပြူပါခင်ဗျာအဲဒီဟိုဆယ်တန်းရပီတာနှစ်မှာကျွန်တော်တို့ကစာမတော်ဘူးစာညနေနေမှာပါတော့ကျူရှင်ဆရာတရင်ကျွတ်လည်းစာခေါ်တင်ပါတယ်အဲသူများတွေအကုန်လုံးစော့နေချိန်မှာကျွန်တော်ကမစော့ရတဲ့ခါကျတော့ကျူရှင်ကိုရအောင်နဲ့ရှို့ပါတယ်ပေတီးတွေနဲ့ပောက်ပါတယ်အမှ ဘာပဲဖြစ်ဖြစ်စာလုံးချင်တဲ့တကယ်ချင်းတအုပ်စုရှိတယ်ကဘာပြိုင်အောင်စာလုံးမယ်ဆိုတဲ့တအုပ်စုရှိတယ်သူတို့လည်းကြီးများတဲ့အတွက်ကြောင့်မလို့သူတို့လွယ်ထဲကိုဗျာဟိုးတွေထဲ့ပါတယ်ဖောက်ပါတယ်သူတို့လည်းနောက်ကနေပေတီးတွေနဲ့ပောက်ပါတယ်အဲ့ဒါတွေကတော့မှတ်တရပါပဲနောက်နေ့လည်းကြောက်ရောအချိုးဝထင်းအောင်ရိုက်ခံရတယ်အဲ့ဒါလေးတွေကတော့အဲငယ်ဘဝမှာတော့ပြင်မရနိုင်တဲ့အမှတ်တရတွေပါအဲတရင်ကျို့ဆိုရင်မဟုတ်ဘူးကျွန်တော်တိတ်မရတတ်ဘူးမရတတ်ဘူးမရတတ်တော့ဟိုအဓိကတော့ အရန်လူကြီးမိဘတွေကခလေးတော့ဆော့ခွင့်ပေးရင်ကျွန်တော်တို့ကအရန်ကျင်းနဲ့ပျော်နေတဲ့သူကျွန်တော်တို့ကမုတ်ခိုးတဲ့ဆော့ကျင်တဲ့သူတွေဆိုတော့လေအဲအဲ့လိုမျိုးသတင်းကြုံမှာပျော်ကျင်တယ်ပါးကျင်တယ်ဆော့ကျင်တယ်သတင်းကြုံပြီးရင်ခဏနေကျွန်တော်တို့နိဗ္ဗာန်သေးတွေလာတော့မယ်နိဗ္ဗာန်သေးတွေလာတော့မယ်အဲ့ဒါနိဗ္ဗာန်သေးတွေလာရင်လည်းကျွန်တော်နိဗ္ဗာန်သေးတွေတိုးတယ်ကြားတွေဖြတ်တယ်အဲပြီးလို့ရှိရင်သူကဟိုမဲတွေကြီးလိုက်တယ်မဲတွေကြီးလိုက်တဲ့အချိန်မှာမဲတွေကသူကဆာရွက်ဖြူလေးပေါ်မှာနံပါတ်၄နဲ့တစိမ့်တုံးရှိတယ်ဆိုတော့အဲ့တစိမ့်တုံးခိုးတယ်တစိမ့်တုံးတို့တွေထူတယ်မဲနံပါတ်၄ရေးတယ် ဲ့မတန်းစီပဲနဲ့အိတ်မဲစာရွက်နဲ့တွားပြီးရခိုးထုတ်တယ်အဲ့ဒါတွေကတော့အမှတ်တရပါဘူးကောင်းမွန်ရတာကျွန်တော်တို့ကပြောရရင်တော့အဲ့ချိန်တော့တော့ခလေးတွေဆိုတော့အဖြူအောင်မူသားပေါ့နော်မူသားတော့မူသားပဲဒါပေမဲ့ရိုးသားတဲ့ခလေးတွေဆိုတော့လေဖြူအောင်မူသားပါပဲဟုတ်ငယ်ငယ်လေးကတော့ခလေးတွေနဲ့ကျွန်တော်ဘဝမှာအဲ့ဒါ10တန်းရယ်10တန်း repeater ရယ်ဘဝမှာအဲ့ဒါနောက်ဆုံးပဲအဲ့ဒါပြီးတော့ကျွန်တော်ဒီလောက်ကိုစတင်လုပ်ဖြစ်တယ်စတင်လုပ်ဖြစ်ပြီးတော့လုပ်ငန်းခွင်တွေရောက်လာပြီးတော့အလုပ်တွေလုပ်နေရတဲ့အခါကျတော့ သတင်းကျုပ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးငယ်ဘဝလောက်ပြော့ရမကောင်းခဲ့တော့ဒါပေမဲ့ကျွန်တော်ကငယ်ငယ်တော့လွတ်လပ်တဲ့တကယ်ကလေးဘဝကိုအပြည့်အဝရခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်ကြီးနေပါတယ်ဟုတ်ကဲ့အဲသူတို့မှာ၁၀တန်းဆိုတာအထက်ကို သူတို့ကသူတို့ကအခု၁၂တန်းလားမသိဘူးနော်အဲ့လိုဖြစ်သွားတာသူတို့အတက်ကပဲအခုတချို့ကလေး၁၆၁၆လောက်ဖြစ်နေပြီလေနော်ဒါတော်တော်ကြီးနေပြီကြီးနေတဲ့အချိန်မှာသူတို့ဖြူစိမ်းဝတ်ထားတဲ့အတွက်ကြောင့်မလို့သူတို့မှာကြီးစိတ်လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ အဲဒီလိုမျိုးတွေမရှိတော့ဘူးပြဖုံးတွေပေါ်လာတဲ့အတွက်ကြောင့်မလို့ပျော်ရွှင်မှုတွေကအဲဖုံးတွေရှိမယ်ရှိုးပွဲတွေရှိမယ်သွားတဲ့နေရာရှိမယ်ခလေးတွေကနည်းနည်းမျက်စိပွင့်နားပွင့်ဖြစ်လာတဲ့အခါကျတော့တို့မှပျော်ရွှင်စရာတွေပြန့်သွားတယ်ကျွန်တော်တို့ကြတော့ပျော်ရွှင်စရာဒီသတင်းကျုပ်ဆိုလို့ရှိရင်အဲအဲ့လိုပြာဟုတ်ဖောက်မယ်မီဟူမီပန်ဖောက်မယ်အဲ့လိုနိဗ္ဗာန်စီတိုးမယ်ကျွန်တော်မှပျော်ရွှင်စရာဘောင်ထဲမှာဒါပဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ပုံပြီးပျော်ခဲ့ရတယ်လို့ထင်တယ်အခုကခလေးကတော့ပျော်စရာ choice လုပ်စရာတွေအများကြီးဖြစ်သွားတာလीအဲ့လိုဆိုတော့ ကျွန်တော်တို့ကတော့ပိုပျော်ခဲ့ရပါတယ်ဒါပြီးတော့ကျွန်တော်တို့ပျော်ခဲ့တဲ့အချိန်တော့လည်းခလေးလိုတကယ်ပျော်ခဲ့ရတာဆိုတော့ကျွန်တော်တို့ပျော်ရမယ့်အချိန်ပျော်ခဲ့ရတဲ့အချိန်တွေကကျွန်တော်အကြည်နဲ့ဆုံးပါပဲဟုတ်ပိုပျော်ဖို့ပေါက်လိုက်လို့တရားရောက်လန့်သွားဆိုပျော်ခဲ့ပါအဲဟုတ်တယ်ဟုတ်တယ်အဲ့လိုဆိုလို့ရှိရင်သူများစိတ်ဆင်းရဲပြီးတော့ဟိုကဒုက္ခရောက်တော့ပျော်သလိုဖြစ်နေမှာပေါ့နော်ဒါမဲ့လည်းရိုးသားတော့ဝန်ခံရရင်ကိုဖောက်လိုက်လို့လန့်သွားရင်ပျော်တယ်ဒီနေ့ဒီချိန်ကြီးကိုစားလိုက်လို့သူများလန့်ပြီးငိုရင်ပျော်တာဆိုတော့လေ ဲဒါမဲ့လည်းတက်နိုင်တယ်လို့ရှော့ပါတယ်မကောင်းဘူးလေတကယ်မှားတာဟုတ်အဲအခုတော့ရွယ်တစ်ခုရောက်လာတဲ့ချိန်မှာတော်တော်ရှော့ပြနေပါပြီရှော့ပြနေပါပြီဒါတော့မှအခုချိန်မွေးရုံနဲ့စလို့ငိုတဲ့သူတွေပျော်တော့ကြိတ်ပျော်တော့ဆိုတော့အဲ့စိတ်ကလေးတော့ကျွန်တော်ကြိုးစားပြီးပြင်ပါမယ်ဟုတ်ဟုတ်เออดีหัวบ่เนาะหัวซีซั่น1ကိုကျွန်တော်ကြည့်ဘူးတဲ့ချိန်မှာဒီအတကောင်တော်တော်မိုက်ပါလားဗောနော်ကျွန်တော်တို့တွေကအမြဲတမ်းဒီလိုမျိုး အဲပွက်တက်ပြီဆိုကျွန်တော်ဒီမှာသပင်းတွေလောက်လာပြီဒါတွေဘာညာ shining wine တွေလောက်လာပြီအဲ့ဒါကြောင့်တော့အဲ့လိုမလိုဘူး natural look ကိုအာဒါပဲဒါပဲကျွန်တော်တို့ရဲ့ကျွန်တော်ကခလေးဘွားတဲ့ကလည်းအရန်ဆော့ပြီးကမြင်ညော့ထားတဲ့သူဆိုတော့ဒါနဲ့ကျွန်တော်နဲ့လုံးဝကမစီမိမယ်လို့ထင်တယ်ပြီးတော့ကျွန်တော်လည်းပါဝင်ဆော့မဲ့သူတွေကလည်းအကုန်လုံးကတကယ်ဖိုက်တာကြီးတွေဇိုးကြီးတွေဆိုတော့ကျွန်တော်ကတော့အားလုံးကျုံးပါကျုံးပါကျွန်တော်ကညနေတော့ကိုကျုံးဖို့တော်တော်အားမွေးတာတယ်ဒီအပိုင်းအိတ်တယ်စားတယ်အခုပွဲတက်ပြီးကျွန်တော်ဘာလုံးမှမရှိဘူးဒီပွဲတက်ရဲ့ရှေ့မှာလည်းဘာလုံးမှမရှိဘူးတေချာကိုအားမွေးတာအဲ့ဒါတော့ကျွန်တော်ပြင်းပြီ လည်းစောင့်ဟာကျောင်းကျောင်းဗလားမရှိဘူးဒါပေမဲ့ဇားရှိတယ်လေစောင့်ကြည့်လိုက်ပေါ့အဲစိတ်ခေါ်လိုက်ပြီနော်အာဒါပဲအဲစီဒင်1မှာကြည့်လိုက်တော့ဂိမ်းတော်တော်များများကျွန်တော်စော့နိုင်မယ်လို့ထင်တယ်ဒါစီဒင်2မှာကျတော့ဂိမ်းတွေကိုကြုံမပြောဘူးစီဒင်1မှာလည်းသူကကြုံမပြောခဲ့ဘူးဆိုတော့လေအဲကြုံမပြောတဲ့ဂိမ်းတွေကိုကျွန်တော်ရင်ခုန်တယ်ကြိုသိပြီးရင်ဒါအကုန်လုံးကကြိုတင်ပြင်ဆင်နေမှာအဲ့ဒါတွေအတူရောက်နေဖြစ်နေလေပဲအဲ့တော့ကျွန်တော်တို့ကလုံးဝအစ်စ်မှန်နေပဲကြုံမှာဆိုတော့ဘယ်ဂိမ်းဖြစ်ဖြစ်ကျွန်တော်ကတော့ဆွဲမှာပဲ12ရောက်တော့ရှိတယ် တော့၃ယောက်တစ်ဖွဲ့ဆိုတော့ကျင်းနေတယ်၉ယောက်ကတော့ကိုရန်သူဖြစ်မှာပဲဆိုတော့ကိုယောက်ကြီးတော်ကြတော့လဲလေဟိုဘဘလူးဘလူးဖြစ်မလဲဆိုတော့မသိသေးဘူးကျွန်တော်တို့ဂျိုက်ကိုေးလောက်တဲ့ချိန်ကြမှာသိရမှာအဲ့ကြမှာဖုန်းလန်းဆက်လိုက်မယ်ကျွန်တော်ရန်သူတွေကဘယ်သူဆိုတော့ပြောပြမယ်ကျွန်တော်တို့မမှန်ကန်ရန်ဆော့တယ်မမှန်ကန်ရန်ဆော့လို့ရှုံးလာတာများရင်တော့စ조사ပြီးညစ်တယ်ငငယ်ဇဲကုန်တွေပါတောက်တယ်လေဇဲကုန်တွေပါတောက်လာတယ်နည်းရှုံးလာပြီရှုံးဝဲများလာပြီဆိုလို့ရှိရင်ဇဲစီခိုးတဲ့ချင်းတော့နည်းနည်းပါနည်းနည်းလောက်ခူးတယ်အဲ့ဒါလေးပါ အဲ့လောက်ပေါ့အဲ့လောက်တော့ပတ်ပါလေးရှိပါတယ်ဒါအမှန်တည်းဒါတော့ဟိုကကင်မရာနဲ့ရိုက်နေမှာဆိုတော့ကိုယ်အချင်းရုပ်တဲ့စိတ်ကိုတော့ဘေးဖယ်ထားပြီးတော့အမှန်ကန်ပဲဆော့မှာပါအချင်းရုပ်ချင်းလည်းမျိုးချမှာပဲလေကင်မရာရှိတယ်ဆိုတော့အဲ့လိုမျိုးအဲဒီနေ့စိန်နန်းတော့ပွဲလေးอ่ะဒါကျွန်တော်တို့ဟိုဟာတင်းကျွ promotion ပွဲလေးပေါ့နော်အဲ4 5 6 3ရက်ပြုတ်လုပ်တဲ့ပွဲလေးပါဒါကျွန်တော်တို့က5ရက်နေ့မှာဟိုဟာပါဝင်ဖြစ်တာပါ6ရက်နေ့မနေ့ဖြစ်မှာလေ အဲနောက်ထပ်နိုင်ငံကျော်နည်းပညာရှင်ပေါင်းများစွာနဲ့စီကားတိုက်မြဲစွာကျင်းပပြုလုပ်မှလည်းဖြစ်ပါတယ်ခင်ဗျာပါတီကလက်နေတယ်စိတ်နှကက်ရောင်ကြောင်ပားပြောင်နေဆိုတာအရင်ကတော့ကြားဘူးတယ်ပေါ့နော်အခုတော့တကယ်လက်တွေ့ဘဝမှာတော့စင်မြန်းမှုပြီပေါ့ဟိုဒီလိုမျိုးတွေဝက်လဲဝက်လို့ရပါလားပေါ့နော်အဲကျွန်တော်ကျွန်တော်ကိုယ့်ဘက်ကိုဆိုရင်ဒီလိုမျိုးတွေဝက်ဖြစ်မှာမဟုတ်ဘူးကြောင်ညာရိုက်တဲ့ချိန်ရဲ့ဒီလိုပွဲတက်တဲ့ချိန်တွေရဲ့ပဲအဲစင်ပေးတဲ့ဟာလေးဝက်ရတာဆိုတော့အော်ဒီလိုလေးဝက်လဲမဆိုးပါဘူးပေါ့နော်အဲပတ်စံရှိလို့ ကြွားကျင်တယ်ဆိုဒါမျိုးတွေဝက်ပါအဲလို့ပြောအဲဒီနေ့တရင်ကျော့ကတော့ဒီနေ့ကပွဲတက်ရှိတယ်မနက်ဖြန်နားမယ်တပတ်ခါဆိုရင်ကျွန်တော်ရိုက်ကွေးနဲ့နေသွားပါပြီခင်ဗျာအဲဒါပါပဲဟိုကျွန်တော်ကျွန်တော်ငယ်တယ်ထင်ကြတယ်ထင်ပါတယ်ဘယ်မှလည်းမလာကြပါဘူးအခုတရင်ကျော့အချိန်ခါမှာမနေ့ကကျွန်တော်အပြင်ခဏထွက်ပြစ်တဲ့အချိန်မှာလမ်းမပေါ်မှာလူတွေအများကြီးပဲပျော်နေကြတယ်ပျော်နေကြတွေ့ရတော့ကြောင့်မို့လို့ဝမ်းသာပါတယ်ခင်ဗျာအဲအကုန်လုံး အဲတတင်းကျော့မှာနှစ်စိတ်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်စကားပြောတဲ့မှာအမအပါဝိုင်းလဲခွင့်လို့ပါအားလုံး happy တတင်းကျော့ပါခင်ဗျဒီလိုပါ